မနေ့ကပြည်မျိုးလူထုဟောပြောပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနာယကဦးတင်ဦးဥပဒေပညာရှင်ဦးထေးဦးနဲ့88မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့ဖွဲ့စည်းကကိုမင်းကိုနိုင်တို့ဟောပြောခဲ့တာပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးက2008ဖွဲ့စည်းပုံပါကာကွယ်ရေးဦးစီးချုပ်ရဲ့လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီးပြင်ဆင်ဖို့လိုအပ်ကြောင်းအခုလို့ပြောပါတယ်လူသားတယောက်အနေနဲ့ဥမာရှိတဲ့ပိုင်ခွင့်ဟာသူကသုံးချနေတဲ့အချိန်အဆုံးပြ ဘုဟုတရားယုံကြုတ်ချီသူဟာပွားရောက်ပြီးလုပ်ပိုင်နိုင်မှုရှိတယ်အဲ့ဒါကိုဒီမှာရှိနေတဲ့ဖွဲ့စည်းပုံစံတစ်ထောင်ချက်ကဘာပြောလဲလဲဆိုတော့အားလုံးသစ်တီတော်သားနဲ့ဖြစ်တာမှန်တယ်လို့ဒီတော်ဝေးဥသိကျုံအဆုံးပြန်နေနောက်ဆုံးဖြစ်သည်လို့ဆိုတာကိုကျွန်တော်ကလုံးဝသဘောမတူဘူးကံွက်တဲ့ဒါကြောင့်မို့လဲဒီ၄၃၆ပါထည့်ပြီးတော့ပြင်ရင်အဲ့ဒါကြီးပါပြင်ပြမယ်ဒီထဲမှာအားရအားလုံးပြင်ပြမယ်ကိုမင်းကိုနိုင်ကဒီမိုကရေစီစနစ်မှာ တောင်းဝင်ခံမှုတောင်းဝင်ယူမှုဆိုတာအရေးကြီးကြောင်းနဲ့အရတားအုပ်ချုပ်ရေးစနစ်ထွန်းကားဖို့လိုအပ်ကြောင်းကိုအတိအကထားပြောကြားခဲ့ပါတယ်။ဦးစီးချုပ်ဆိုတဲ့သူဟာကာကွယ်ရေးဝန်ကြီးရဲ့အောက်မှာရှိပါတယ်။ဘာဖြစ်လို့လဲဦးစီးချုပ်ဆိုရင်ဘာချုပ်ပဲဖြစ်ဖြစ်ချုပ်မှုကြီးပဲဖြစ်ဖြစ်ပကုံးပေါ်မှာတပွင့်နှစ်ပွင့်သုံးပွင့်မကလို့ပန်းကိုကြီးပဲတင်တင်စနစ်မကင်းအတုံးလိုက်ကြီးပဲတင်တင်ပြည်သူလူထုရဲ့ဝန်ထမ်းပဲသူကအဲ့ဒါကိုကျွန်တော်ပြောတင်တယ် သူကဝန်တန်းပဲဗျပြေသူလူတို့ကလစာပေးပြီးတော့ဒါလုတ်ပေးဆိုပြီးတော့ခိုင်းထားတယ်ပြေသူဝန်တန်းဘလောက်ပဲယာဒူးကြည့်ကြည့်လက်နက်ကန်ယူနီဖောင်းဝတ်ထားတဲ့သူမှန်ရင်ပြေသူလူတို့ကရွေးထားတဲ့ဝန်ကြီးရဲ့အောက်မှာပဲရှိရမယ်ကျင်းနဲ့ရင်လုတ်မကျင်းနဲ့လို့ကိုကိုကိုအရေးချင်းရှိတဲ့ထင်ရင်အရောက်ကိုလဲပြီးတော့ဝင်ပြိုင်လိုက်ပါတိတ်ရှင်းပါတယ်ဒီကိစ္စကဒါဟာတရားမျှတမှုရှိပါတယ်အခုကြတော့ကာကွယ်ရေးဝန်ကြီးဟာလည်း လက်ရှိညွန်ဒီဖောင်းဝတ်ကြီးပဲဖြစ်နေတယ်။သူတို့အရက်သားကဘယ်လိုလုပ်ပြီးဩစာလွှမ်းမိုးမလဲ။ပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့သူကဘယ်လိုလုပ်ပြီးခိုင်းစေမလဲ။ကျွန်တော်တို့စီမှာတိုင်းပြည်နစ်နာခဲ့ပေါင်းများပြီးလူတယောက်လူတစုရဲ့အတွေ့အကြုံဆုံးဖြတ်ချက်အမှားတွေကြောင့်အဲ့လိုနစ်နာခဲ့တဲ့ပြည်သူတွေအတွက်အပြစ်မဲ့ကြခဲ့တဲ့သွေးတွေအပြစ်မဲ့ပြည့်စည်ခဲ့ရတဲ့ဘဝတွေအတွက် ဘယ်တယောက်ကများကျွန်တော်မှာတာဝန်ရှိပါတယ်လို့ပြောပြီးတော့နှုတ်ထတာမျိုးကိုတွေးကြည့်ကြတယ်လေကျွန်တော်တို့မရှိဘူးအဲ့ဒီခေတ်ကိုရအောင်သွားမယ်နှုတ်ထတဲ့ယဉ်ကျေးမှုရအောင်သွားမယ်အဲ့တော့ကိုယ်အသိစိတ်နဲ့ကိုယ်တာဝန်ယဉ်မှုနဲ့မနှုတ်ထတဲ့အခါကျွန်တော်တို့ကဘာလုပ်ရလဲသူတို့ပြုတ်ချရဲပြုတ်ချရဲဆိုတော့နှစ်ဖက်နစ်နာတယ်တိကျတယ်ဒါပေမဲ့ဒီလမ်းပဲရှိတယ်ကျွန်တော်တို့မှာဒါကြောင့်ကျွန်တော်တို့သွားမှာကတာဝန်ခံမှုတာဝန်ယဉ်မှုနဲ့အတူအခွင့်အရေးအပြည့်ဝရတဲ့ပြည်သူတွေစီကိုကျွန်တော်တို့သွားမှာပါ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဥပဒေပညာရှင်ဦးထေးဦးက2008ဖွဲ့စည်းပုံဟာဒီမိုကရေစီနဲ့ကိုက်ညီမှုမရှိဘူးလို့ပြောပါတယ်။ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာဒီမိုကရေစီဆိုတဲ့ကျွန်တော်တို့နှစ်သာရစံချိန်စံကြုံလုံးဝမပါဘူးဆိုတာကျွန်တော်တင်ပြလိုပါတယ်။အဲ့တော့ဒီမိုကရေစီဆိုတာကိုကျွန်တော်လိုရင်းအချင်းချုပ်ပြောရမယ်ဆိုရင်ဒီမိုကရေစီဆိုတာ ပြည်သူလူထုရဲ့စန္ဒတွေဟာပြည်သူလူထုအများစုရဲ့စန္ဒတွေဟာဒီနိုင်ငံမှာစိုးမိုးရမယ်မနေ့ကဟောပြောပွဲကိုပြည်မျိုးကမျိုးကန်တွေအပါအဝင်ဒေသခံတထောင်နီးပါးလောက်တက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ